အားလုံးပဲမင်္ဂလာပါအခုဒီပန်းခောင်းလေးလေးပြပေးမယ်နော်ဒါလေးလှုပ်ဖို့အတွက်ကိုပဇင်းခေါင်းဒီဘက်ကဂျိုဒီနဲ့ပြဂျိုလေးဒီ29လက်မလို့မယ်အယောင်ဆက်ဂျိုအတွင်းနဲ့အသားရောက်ဂျိုလေးရကြတော့16လက်မလို့မယ်အလဲကဝစ်ဆန်အခွေလေးရကြတော့9လက်မခွဲခွေတာတယ်နော်ဒီချက်ကပွင့်ဖက်က9ဘတ်ပါဟိုဒါခေါင်းဒီဘက်ပြီးခွင်းဘက်လုံမယ်ခွင်းဘက်လုံမယ်အယောင်ဆက်မယ်အယောင်ဆက်တက်ပြီးသားအယောင်ဆက်နီးနှစ်နီးတင်ပေးထားတယ် ဟိုနောက်တနေ့တခါထပ်ပြီးပြအောင်မယ်အကုန်လုံးကတော့ခက်စစ်စင်နေပါပဲအရာဇနီးကအခွေခွေမဲ့ငါလက်မကွဲအခွေလေးခွေဒီမှာကျေတိခွင်ကွင်းပြီးအရာဆက်ဖို့အတွက်ကိုကျိုးလေးကိုနောက်ကျော်နှံလိုက်တယ်ဒါကတော့ပထမဦးဆုံးစက်တာပြပေးဘူးတဲ့ညီလေးလိုမျိုးပဲနော်သူ့ကိုဒီလိုမျိုးလေးလာမယ်အစာလေးနည်းနည်းချန်ထားတယ်သူ့ကြတော့ ဟိုရှိမှာတော့ကကြတော့အဲအစချန်ပြီးလုတ်တဲ့နေကိုပြဘူးတယ်။စလေးနေနေချန်ပြီးတော့ဒီမှာထည့်လိုက်ပြီနော်။ထည့်ပြီးသွားရင်အမြဲတမ်းအသားဖောက်နီးရံမျိုးမျိုးဆိုပြီးမယ်ဒီအသားဖောက်ဖို့တော့မမေ့ပါနဲ့။ဒီကျဲတော့အမြဲတမ်းအသားဖောက်တယ်။အသားဖောက်တာကပိုပြီးခိုင်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 ရှိတဲ့အတွက်အသားဖောက်တယ်။ဖောက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုပန်းခောက်တော့မယ်။မခောက်ခင်ခောက်ပြီးမှပဲဖြစ်ဖြစ်မခောက်ခင်ဖြစ်ဖြစ်ဒီအစလေးဒီကျဲတော့ပန်းပြီးလို့အစသတ်တယ်လို့အနောက်ဘက်ကိုဆွဲချလိုက်တယ်။ နောက်ဘက်ကိုဆွဲချပြီးတုပ်လိုက်တယ်ဒါလေးတည်နေနီးတနီးအနောက်ကိုဆွဲချပြီးတုပ်ကြတာလည်းရှိတယ်နော်ဒါအယောင်ဆက်တဲ့နီးတွေမျိုးစုံရှိတာကိုပြပြပေးတာအနောက်ကိုဒီမှာအခုရက်ကလေးတွေဆွဲချပြီးတုပ်လိုက်တယ်ဒီလိုမျိုးလေးဖြစ်သွားပြီအဲ့ဒါမှပန်ခောက်သွားတာအဲ့တော့ပန်ခောက်တာဒီပထမဆုံးစပြီးခောက်တာကအကြီးကိုအရင်ခောက်ရမယ်အဲ့အကြီးက၅စိတ်အရွယ်လေးဖြစ်ရမယ်၅စိတ် နှစ်ယောက်ဆက်ပန်းဖြစ်တဲ့အတွက်နှစ်ကျိုးလုံးအောက်မယ်90စိတ်အဖင်နဲ့ထက်အဖင်နဲ့ထည့်ပြီးသွားပြီဆိုလို့ရှိရင်90စိတ်ပြီးသွားပြီဆိုလို့ရှိရင်30စိတ်လာမယ်အဖင်နဲ့ထည့်မယ်ပေကျိုးနဲ့တိုင်းမယ်နော်တစ်ဖက်ခေါက်တစ်ခါတိုင်း15ဘက်ခေါက်ရင်15ခါတိုင်းရမယ်လောကမပြင်းမနဲ့လက်ကမမန်းနိုင်သေးပါဘူးတိုင်းပါမယ် ဒါဆိုရင်ရပြီ5စိတ်3စိတ်ပြီးနောက်ထပ်တစ်ခါ5စိတ်ပြန်လာမယ်။ဟိုဘက်ချမ်းနဲ့ယူတူ5စိတ်တစ်ခါပြန်လာမယ်။ affinity ထိမယ်။ဒါဆိုရင်ပွင့်ဖက်တစ်ဖက်ရပြီ။၃ခုမှတစ်ဖက်။ဒါဆိုရင်ပွင့်ဖက်တစ်ဖက်ရပြီ။နောက်ထပ်4ဘက်ထပ်လောက်အောင်မယ်။ပွင့်ဖက်ဒီအားလုံး5ဘက်လေ။အဲနောက်ထပ်4ဘက်ထပ်လောက်အောင်မယ်။5စိတ်3စိတ်5စိတ်အဲ့ဒါဒီတစ်ဖက်နောက်တစ်ဖက်ထပ်လို့မဆိုအဲ့လိုပဲ5စိတ်3စိတ်5စိတ်ပြန်လာမယ် အစဉ်90သည်နှစ်ခါဖြစ်နေလိမ့်မယ်နော်ဒီဘက်အဖက်ကားတွေတစ်ခုဒီမှာဒီလိုမှတစ်ဖက်လာမအောင်ဟိုဘက်ဖက်ကားတွေတစ်ခုဒီလိုမျိုးအဲ့တိုင်းပဲ90 30 50 90 30 50တဝိုင်းအပြည့်လာမယ်ပွင့်ဖက်5ဘက်နော်ဒီနားရောက်တဲ့ ठी လာပြီးအောက်ချီလေးတွေကိုတင်ထားတဲ့အတိုင်းစီမြောင်ကတ်နေအောင်သွားအဲ့ဒါဆိုရင်တီချေပြောတဲ့5ဘက်တီဝင်ပါတယ် အောက်ခြေလေးတွေဒီလိုဟနေတယ်ဆိုလို့ရှိရင်ငါးဘတ်လည်းမဝင်တလို့ပုံထွက်လဲလာမှာမဟုတ်ဘူးနောက်တစ်ခုအယောင်ဆက်တာတီချက်ပြောတဲ့နီးအခုဒီနီးကိုသုံးမယ်ဆိုရင်အနောက်ကိုဆွဲချတုတ်တာတချက်တတိထားဘာလို့တတိထားအောင်လဲဆိုအနောက်ကဒီချက်တော့အဖင်နဲ့ထည့်နေတာဒီအဖင်ထွက်ဖို့နေရာလေးကိုဖယ်ထားပေးရမယ်ဖယ်ပြီးမှတော့ရမယ်နော်အဲ့ဒါလေးတတိထားဖို့လိုတယ်အဲ့တော့အယောင်ဆက်နီးတွေကိုဘောင်းစုံတီချင်းအပြင်ကို လို့တလို့သုံးလို့ရတယ်ဘယ်ပန်းနီးမှာတော့ဘလူနီးနဲ့ပဲအအောင်ဆက်လိုက်မယ်ဆိုကိုစိတ်ကြိုက်အအောင်ဆက်လို့ရတယ်နော်ကြိုက်တဲ့နီးကိုသုံးပါအခု935 935နဲ့ဒီမှာလှုပ်လာမယ်ဒီလိုမျိုးလေးဖြစ်သွားပြီเนาะဒီမှာ935 935အားလုံးပြီးသွားရင်အသားဖောက်ဖို့မမေးနဲ့เนาะအသားဖောက်မယ်အနောက်ကိုဆွဲချတုပ်ထားမယ်ဒီချက်အနောက်ကိုဆွဲချတုပ်လိုက်ပြီးပြီတုပ်ပြီးသွားပြီဆိုရင်ပန်းပုံပုံအောင်ပုံလိုက်ဖို့မယ်အဲ့တော့935မှာပိတ်အသားထဲမြှုပ်ပြီးတော့9ရဲ့အသားဟဲကိုလာမယ်9စိတ် ငါးစိတ်ခောက်ထားတဲ့ပွင့်ဖက်ကဲအသားရဲ့ထိတ်ကိုတက်လာမယ်။ဒီမှာအကျည်ဒီခွင်းနော်။ကျည်ဒီခွင်းရဲ့ပေးရငါးစိတ်ကလေးကိုတက်လာမယ်။ဇွတ်တင်။ပန်းနေရှိနောက်ရိုင်းနေညောက်ထားပါ။ဒီနှစ်ဖက်နှစ်ယောက်ဆက်ထားတဲ့နှစ်ကြိုးတီညီနေရမှာနော်။တစ်ကြိုးကအောက်ထဲအရန်ရောက်နေရပါရင်မဖြစ်စေနဲ့။ဒီမှာငါးစိတ်ကနေထွက်လာပြီနော်။ပြီးဒီဘက်ငါးစိတ်နဲ့ဟိုဘက်ငါးစိတ်နှစ်ခုစလုံးထိတ်နှစ်ခုကိုတွဲမှာ။အဲ့တော့အခုဒီမှာခြိထွက်နေတဲ့ငါးစိတ်နော်။ဒီမှာ ခြိထွက်နေတဲ့90အဲ့ဒီ90စိတ်လေးကိုပြန်ထိုးခြိထွက်နေတဲ့အဖက်ကိုလည်းပြန်ထိုးဟိုဘက်က90စိတ်အဖက်ကိုလည်းထိုးမယ်ထိုက်နှစ်ခုထိုးမယ်အလဲက3စိတ်ကတော့သူနေပါစေသွားမထီဘူးဒီနှစ်ခုဒီမှာတစ်ချက်တုပ်လိုက်ပြီအဲ့ဒါပြီးဟိုဘက်ကိုတစ်ခါပြန်သွားမယ်နှစ်ကြော့နော်အခုဒါဟိုဘက်ကိုတစ်ခါတစ်ကြော့ပြန်သွားအဲ့ဆိုရပြီဒါဆိုရရပါပြီရပါပြီဆိုလို့ရှိရင်သူ့ ခြိထွက်နေတဲ့နေရာဒီခြိထွက်နေတဲ့နေရာကတ်နေရာအကုတ်ပြန်ထိုးဟိုအဝေးတွေမတူတဲ့ဘက်တွေလိုက်မထိုးနဲ့ခြိထွက်နေတဲ့နေရာကတ်နေရာထိုးထိုးပြီးဒီခြေထွက်နောက်တစ်ဖက်ကိုလာတော့မှဒီအဖက်ကိုထိုးပြီးတော့လာမှဖြစ်တဲ့အတွက်ဒီအဖက်ရဲ့ခြိရင်းကိုအကုတ်စင်းလာလိုက်ဟိုအဝေးယူမဆိုင်တဲ့နေရာတွေလိုက်မစင်းနဲ့နော်ကတ်ရက်ကလေးစင်းတဲ့ခါကျတော့ကိုအပေါ်ပြန်တက်တဲ့ခါနီနီနာနာတက်လို့ရတယ်အနောက်မှာခြိမရှုပ်ဘူးအခြေလဲလှတယ်လို့အနောက်လဲတက်တက်ရရဖြစ်နေအောင်သွားတာဒါဆိုတစ်ဖက်ရပြီနော်ဒါအလှဘက်ဒီမှာမလှဘက် အနောက်တစ်ဖက်ကိုသွားမယ်အဲ့လိုပဲ၅၃ငန်းမှာ၅ဈေးရဲ့အသားတည်းကနေမြုပ်ပြီးတော့တက်လာမယ်ပြီးသွားရင်ဒီဘက်က50စိတ်နဲ့ဟိုဘက်50စိတ်နှစ်ခုစလုံးကိုထိုးမယ်။နောက်တစ်ကြော့တစ်ခါပြန်ကြော့မယ်နှစ်ကြော့ကြော့။ပြီးသွားရင် အောက်ကိုတစ်ခါပြန်ပြီးတော့ဆင်းမယ်ခလေတေးကို။ ွဲထုတ်ပြီးသွားရင်တစ်ဖက်ပြီးတစ်ဖက်လို့ဆွဲထုတ်ရည်လည်းတအိုင်းမဆွဲချလိုက်နဲ့ပန်းလေးကျုံဝင်သွားမယ်နော်သူပြင်းပြင်းရည်လေးဖြစ်နေရမယ်အားလုံးလိုက်တော့ပါတစ်ဖက်ပြီးတစ်ဖက်အားလုံးပြီးသွားပြီဆိုလို့ရှိရင်အနောက်ဘက်မှာအစတက်ပြီးဖြတ်လိုက်လို့ရှိရင်ရသွားပြီနော်ချီအစတက်ပြီးတော့ဖြတ်ပါမယ်အဲ့ဒါဆိုရင် နာတစုံရပြီတက်ပုံရိုက်တော့မယ်ဆိုရင်ပန်းလေးတွေကော့နေတဲ့ဆိုရင်တဲ့အောင်ပြင်ပေးပါဒီခွင်းလေးတွေလိမ်နေတယ်တော့ဘာလို့လိုမျိုးရှိတဲ့ဆိုရင်တဲ့နေအောင်ပြန်ထားပေးအဲ့ဒါမှပုံရိုက်တက်ခါလာလာပပဖြစ်မယ်အဲဟိုပန်းကျက်တီကတ်တွေမှာကတ်လိုက်လေးလို့ရင်လည်းဒီတော့မှကက်ကက်ရဲ့လာလာပပလေးဖြစ်မှာနော်ဒါဆိုရင်တစုံရပြီကဲထုံးစံအတိုင်းအင်းကြီးတစ်ထည်စာ၅စုံလုတ်ပါ၅စုံလုတ်ပြီးအိစာလေးကို လာပြပေးပါအောင်နော်အားလုံးပဲအစီအမေကြပါစေရှင်